or the Ottawa. Yadagudan Azananda Dodi Gamba Vizida. Without a Nadigas and the Wama Davi Yogi, no. ဒီလိုကမှလည်းသာသနာ့ဒီသာသနာတော်မြတ်နိုင်သုံးဒီကာမကိလေသာစင်ကြယ်သောနိဗ္ဗာန်ကိုအလိုရှိကြပါဘူးလို့ဒီယောဂီတို့အတ္တတရားလို့အားထုတ်တဲ့ယောဂိပေါင်းလို့ဒီရထဘူတော်ခန္ဓာရဲ့ပင်သဘောဖြစ်တဲ့ယုံတော်ဓမ္မသဘာဝတရားကိုအာရဏန္တာပြေပြင်းပြင်းမပြည့်ကြုံပဲလေ

အရင်ကပရမတ်တရားကိုမှကိုယ်တော်ပေါ့မသိပါပဲနဲ့တော့အလာကြီး၆ခါစီအသွေးသားခါ၆ဆေးဆိုတဲ့သဘောနဲ့ဘလောက်ပဲအားထုတ်တော်လည်းပဲကိလ္လမစင်ကြဲတဲ့နေပါဦးမရဘူး ပြင်းရင်အမှန်တရားကိုပြင်းရင်အတိုင်းမသိလို့သိအောင်မလေးလာမကြိုးစားလို့သူများရှုရှုဆိုတဲ့အတိုင်းပဲလိုက်လို့တော့လှုပ်လို့တော့ဖြစ်ကိလေသာမှာစင်ကြယ်တဲ့တရားမရဘူး တဲ့ဝိပဿနာရှုအောင်မခန္ဓာရဲ့ပြင်းရင်ဒီပါလေနာမေသသိသဘောဒီလောရူပေသဖောက်ပြန်သဘောဒီလောဣဒ္ဓယောဒီမေကာယီဒီခန္ဓာကိုယ်၌ ်မြစ်စွာတော်အမှန်အားဖြင့်အတိရှိကြည်မြခလာရဲ့အမှန်တရားကိုညွှန်ပြထားနာမေသရူပေသဣဒတိသစ္စာတော်အမှန်ရှိတဲ့တရားကိုအမှန်သိဖို့ပဲ မိမိလုံးဝဘယ်ဟောကနေဖန်ပြီးဖို့မဟုတ်ဘူးအမှန်ကြီးတာရူပေသဖောက်ပြန်တဲ့သဘောသစ္စာတော်အထိအမှန်ရှိဖောက်ပြန်တယ်လို့သိရတဲ့သဘောတရားကြီးသူ့လက္ခဏာဘယ်လိုရှိသလဲ ရုပ်ဘုနာလက္ခဏာရူပံတိဒံခိုင်မာမှုမရှိတဲ့ပြောင်းလဲဖောက်ပြန်တဲ့လက္ခဏာရှိတယ်ဒါခန္ဓာရဲ့အရေးအကျဆုံးဖြစ်တဲ့ရုပ်ဘုမဆိုတဲ့သဘာဝတရားပေါက်ရမှု တသူပင်ရင်ကမင်းကြီးမသက်ရွှေရှားပြောင်းလဲနေတာကိုကြည့်ပြီးတော့ဖောက်ပြန်တဲ့သဘောသိရဒီလိုသိတဲ့အသည့်ဟာမင်းတို့သိရတဲ့သဘောတရားကိုမင်းတို့အလိုနဲ့ဘယ်လိုပြုလုပ်ဖန်ပြီးသိရတာမဟုတ် ရေထဲထားတဲ့ခွက်တွေကိုကြည့်လိုက်တော့ဘာရှိလဲရေဓာတ်လောက်ပဲခန္ဓာတကူလုံးရဲ့ပြင်းဖြစ်တဲ့ဖွဲ့စည်းထားတဲ့သဘောကြီးပေါက်ပြန်တဲ့သဘော ဒုက္ခနာဝခဲခတ်လိုက်တော့ထောက်ပြန်တဲ့သဘောတွေဘဲလို့သိတယ်အသိရအရင်တိုင်းသိတာမိမိရဲ့လုံးဝပြောောက်နဲ့ဖန်တီးမှုမပါဘူးဒါကိုယ်တိုင်သိပါတယ်အကောင်မိမိလုံးပြမှုပါရင်ဓမ္မမှန်သတ္တဝါတို့ရဲ့ သတ္တဝါတဝူတယောက်ရဲ့ဖန်တီးလုံးကြံတာဟာသဘောတရားမဟုတ်သဘောဆိုတော့ပင်ရင်သူ့ရဲ့ဖြစ်စီတတ်တဲ့အကြောင်းတရားတို့ပေါင်းစည်းခြင်းကြောင့်ဖြစ်လာတဲ့ဖောက်ပြန်မှုပဲတတုသုံးကပုဂ္ဂိုလ်တ attva မလုတ်တဲ့သဘောတရားကို ပုဂ္ဂိုလ်သတ္တဝါရဲ့ φαν တီးမှုနဲ့သိရတဲ့တရားမဟုတ်ဘူးရှုရတဲ့တရားမဟုတ်ဘူးသုတ်ပင်ရင်တိုင်းပဲသိတယ်ဘာလို့သိလဲဖောက်ရံတော်သိဒါရင်းကြဆုံးမိမိဝိပဿနာရှုဖို့အတွက်အရင်းကပရမတ်ကိုခိုင်ခိုင်မာမာတည်မိအောင် ဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်မိရတိညာမှာအတိပြုချက်ယူနေတာခန္ဓာလိလအကဲခတ်တဲ့အတိဟာအမှန်တိုင်းသိနေရဲ့ အလိုက်တည်းအသက်ခတ်တတ်ရင်ကိုယ်ခန္ဓာရဲ့အရှိကိုကိုယ်သိရတဲ့ကိစ္စလုံးချက်ဘူးမပါဘူးဖန်တီးဘူးမပါဘူးသတ္တဝါပုဂ္ဂိုလ်ရဲ့လုံးလောက်ပြောကမပါဘူးဒါဒါဒီပြင်လင်းကိစ္စအနေနဲ့စင်ကြယ်နေ ကိလေသာဖြစ်တာပုဂ္ဂိုလ်သတ္တဝါရဲ့ဖန်ပြီးမှုကြောင့်ဖြစ်တယ်။တခြားတော့မိမိတို့ကသိသာလဲမိမိတို့ခန္ဓာကိုမိမိတို့သိရခြင်းသည်ဘယ်လိုကြောက်ကြစိုက်ပြီးတော့လုံးလပြောကထဲ့ရာဘဟုဖူးဆိုကိုယ်တိုင်သိပါလား လုံးလုံးမရရှိပါမှာသံမာဝါယာမဆိုတဲ့လုံးလာပြုလဲဆိုဘယ်လိုလဲလုံးလာဝရိယဆိုတာရောစေတိကိုလို့ထေရဂရတကရာညွန်တဲ့အတိုင်းစိတ်မှာဖြစ်တဲ့လုံးလာဝရိယဒီစိတ်ကခန္ဓာပေါက်ပြန်မှု

သမ္မဗရလုံးလုံးကြီးရဲ့လေးချက်နဲ့သိကျင်နေတာသိကျင်နေလို့ထက်ခါထက်ခါပဲနေလာတာလုံးလုံးကြီးကသမ္မဝါမအဲ့ဒီနေရာဒီလိုသိမှဒီလိုခိုင်မှယုံကြည်ကြရမှာမိမိအားကိုးလို့ညံဖြစ်မယ်လို့သဘောပေါက်ထားတဲ့အတွက် မသိသိအောင်ခန္ဓာကိုယ်အနှံ့ကြောက်လို့လိမ့်လာမယ်အကဲခမယ်ထောက်လမ်းမယ်စူးလမ်းမယ်ထဲထောက်လို့စူးလမ်းလာသမာသင်္ကပ္ပဟောတာဖောက်ပြန်တဲ့သဘောလိုအတိမပြုလိုက်တာကသမာသတိတကယ်ဖောက်ပြန်နေတဲ့သဘောတွေပါလားလို့ လေ့လာနေတဲ့အတိအသမာသမารီအဲလေ့လာပြီးတော့မှဟောတာကြောင့်ဖောက်ပြန်နေတာပဲဖောက်ပြန်နေဖောက်ပြန်နေဖောက်ပြန်နေခက်ခါတကသိတာသမာဓိရှိဖောက်ပြန်တယ်လို့မိမိရရသဘောပေါက်ပြီးတော့သိသွားတဲ့ရှင်ကမဂ္ဂင်ရှိပါပါတော့ မဂ္ဂင်၈ပါးကိလေသာမကတ်တဲ့အလေလမ်းကြောင့်မရှိမှပြိပ္ပာမြတ်စွာဘုရားညံတော်နဲ့ဖန်တီးထားတဲ့ကိစ္စသူသူကတော့မသိပါဘူး။ပေါ့ပြလဲတော့သိသိနေတာသမ္မာဒိဋ္ဌိတခုပဲလို့သိရရှင်းပါပါတာမသိဘူး။ဒါတော့မင်းတို့ ဖောက်ပြန်တယ်လို့သိနေတဲ့အသိဟာမဂ္ဂရှိပွားအလုံးလုံးနေတယ်။ဤဒီဝမခွန်နဲ့ထင်ညောဒသလသာဝိသုတိယ။ဒသလသာဝိသုတိယကိလေသာမှာစင်ကြဲတဲ့အမြဲစင်ကြဲခြင်းအလုံးဤဒီဝမခွန် သေသောဤဝမကောဤမက်ကရှင်ပါအကျင့်တရားတွေသာလဲဟတ်သိရှိအင်းရောဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်လို့ကိုယ်ရဲ့အမိမှတဘာသောသိရတဲ့တဘာတခြားသည်နတ်ထီမရှိမက်ကအမိနဲ့သိတော့ပါတော့ဘယ်လိုဆိုင်ပါ မက်ကင်မပါတဲ့အပြင်းအင်းနဲ့ဗရက်ကဖောက်ပြန်နေတာတရားမဝင်တဲ့ကိစ္စညံပါလာရင်စိတ်ကြီးကလည်းရုပ်ဖို့မလို့နှုတ်ကလည်းရုပ်ဖို့မလို့သဘာဝကိုသိတဲ့အသည့်ဖောက်ပြန်တဲ့လို့ရတယ်အမိညာလို့ နောက်ကိုခန္ဓာရဲ့ပင်ရင်းဖြစ်တဲ့သဘောဝတရားကိုမိမိရဲ့ခန္ဓာကကြကြပြီနေပါပြီဆိုကိုယ့်ဟာလည်းကို ဆုံးရက်ပါမဂ်ရဲ့ရှစ်ပါးမဂ်ကဖြစ်ပြီလားလောက်ရောက်နေတယ် ဒီသမ္မာဒိဋ္ဌိမဲ့ရဲ့ဉာဏ်နဲ့အမှန်မြန်မှန်သိနေခြင်းဟာမဇ္ဈိမပရိပ္ပာအလင်းလမ်းကြောင်းအလေးအပြည့်မဟုတ်ရင်ဒီသိမမှန်ဒါပေမဲ့မဇ္ဈိမပရိပ္ပာကြောက်အစွန်းလော့သမ္မာဒိဋ္ဌိဖြစ်အောင်ဘယ်လိုသိမလဲမှန်တဲ့ဖောက်ပြမှုမှန်တဲ့အတိုင်း အယူဆအမှားအမှန်မဟုတ်ဘဲနဲ့ကိုယ်ရင်သဘောပေါက်ပြီးတော့သိနေတာမဲဒီမှာပြိပ္ပာယ်အစွန်းလွတ်တဲ့မကင်လုပ်ပဲတရိထဝါဖောက်ပြန်လို့အလားတူတိုင်းသဘောတရားမမရဘူးမရောက်ဘူးသံဃာတိတိဖြစ်ထားရင်မတူဘူးဒါကြောင့်ကိုယ်ရင်သဘောပေါက်ပြီးတော့ရှိပါကိုယ်ရင်သိရမတရားမြတ်စွာဘုရားတရားဝင်6ပါးမှာသံဃာတိကော မာမပတိကြဘောဒီတဏိတိကိုကိုယ်တိုင်ကိုယ်တိုင်သိတဲ့အသိအသိမာမာဉာဏ်ဖြစ်တယ်ကျိုးစားပြီးတော့ဖောက်ပြန်တဲ့သဘောသဘောပေါက်ကိုကြည့်ပါ ုညွန်ပြတဲ့မိမိတို့ရှုနေတဲ့သတိပ္ပဌာဓမ္မနုပါဒနာသတိပ္ပဌာဓမ္မနုပါဒနာဆိုတော့ပုတ်ဖြတ်လိုက်တော့ဓမ္မအနုပါဒနာဓမ္မဆိုပရမတ်ထဓမ္မတို့ဖောက်ပြန်မှုသိမှုအနုပါဒနာဆိုမပြတ်မပြတ်လိမ့်လာလိမ့်ကျင်နေတဲ့ကိစ္စ ပေါ့ပြောရင်အမှန်ရှိတဲ့ပရမတ္ထဆိုတာအမှန်တရားကိုဖောက်ပြန်တဲ့သဘောတရားအမှန်ကိုဖောက်ပြန်နေတယ်လို့ထက်ကတက်ကသိတာဓမ္မနုပါဒ်လို့ ဓမ္မဆိုတဲ့ပရမတ္ထဓမ္မအမှန်တရားတော့ခန္ဓာကလုံးဝတာဝန်ယူတယ်သူကိစ္စအမှန်တည်းဖြစ်ရှိနေတဲ့ပရမတ္ထဓမ္မသူကိစ္စအမှန်တည်းသိတဲ့သမ္မာဒိဋ္ဌိညာဟာထောက်ပြန်နေတယ်လို့မိမိရဲ့ စိတ်ကူးကြစီဖြစ်လုံးဝပြောကမပါပဲနဲ့ရှိတဲ့တိုင်သိနေတာသမ္မပညာယပတ္တိယထာဘုဒ္ဓဆိုရအမှန်တရားကိုသမ္မပညာမှန်တဲ့အသိနဲ့သိတယ်မြတ်စွာဘုရားလမ်းညွှန်ကြည့်အင်တာရှင်းမှာကိုယ်ကကိုယ်ခန္ဓာမှာသတိမပြတ်ကပ်ပြီးတော့ ကိုကျိုးတော့ကိုသိဘူးပဲလို့ဒါလို့သိအောင်လည်းပဲတခုခုနဲ့လုံပြန်ဖန်တီးရူရတာမဟုတ်ဘူးအလိုက်လင်ပဲဒါသဘောပေါက်ထားရင်ရှုလို့လို့ရ ထောက်ပြတဲ့သဘောတရားမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာရဲ့ပင်ရင်ပရမတ်ရဲ့ထုံးစံတိုင်းသူ့ပင်ရင်တိုင်းသူ့အလိုဆောင်ရွက်မျိုးစုံထောက်ပြပြီးတော့သူ့လမ်းကြောင်းသူသွားတော်ရီကို ပြမှန်တရားကိုမိမိအသိဉာဏ်နဲ့ရောက်ဖို့လေ့လာတဲ့ယောဂီတွေလုံးဝပြောကမဆိုင်ရဘူးသူ့ရဲ့ဖောက်ပြန်မှုဖောက်ပြန်တဲ့သဘောအမှန်ပဲလို့မိမိစိတ်ထဲနှလုံးထဲမှာခိုက်ခိုင်မမသဘောပေါက်ထားရင်ဖောက်ပြန်မှုကနေရာကမလွတ်တယ်လို့ အရိညာဟာနေရာကပြီဟောက်ပြန်တဲ့သဘောခိုင်ခိုင်မာမာယုံကြည်ရရောင်ထခါထခါပြီရပြီရမယ်အရှင်ကဖောက်ပြန်တဲ့သဘောတမျိုးတည်းအဲ့တော့ဒါလေးကို သတိမပြဂရုစရိုက်ပြီးတော့သူ့အရှိတိုင်သိနေအောင်သတိလေးထားအဘိဓိခန္ဓာမှာရှိအောင်သတိထားမှုကိစ္စ ါလေးပဲကိုကစိတ်အပြင်းမသွားဘူးသတိရစောင်းပြီးတော့နေတာပဲအဲသတိလွတ်သွားရင်စိတ်ကအပြေးရောက်တယ်တော့သတိကိုဒေါ်ဝါရီကိုတကယ်ဆောင်နဲ့တူလေပြောတာတော့ဒီအချိန်လေးပါပဲ ခန္ဓာလေးလာတဲ့အချိန်မှာစိတ်ပြေသွားသတိထားရတဲ့သတိပဋ္ဌာန်လုံးသတိနဲ့ပြုစားကြည့်ရရှုဖို့သိဖို့တရားကိုရှားတာမဟုတ်ဘူးအမိစိတ်လေးခန္ဓာမှာမြဲနေအောင်ဖောက်ပြန်တဲ့သဘောကိုသိနေအောင် သတိလေးနဲ့စောင့်ပြီးတာမင်းတို့ဖောက်ပြန်တဲ့သဘောသဘောပေါက်ပြီးတော့သိနေသမျှတော့သတိလုံလောက်ပြည်ပြန်လာသတိလုံလောက်ပြည်ပြန်တည်နေအမြတ်နောက်ကလိလအခက်ခတ်တဲ့ညာကလည်းပဲညာလို့ဖြစ်လာ

သတိထားပြီးတော့ထောက်ပြန်လို့ညံလေးလာနေတဲ့အချိန်ဖြစ်ရာပုဂ္ဂိုလ်လုံးဝမင်းမကြည့်မဆိုင်ကြာကြာတိုင်းလို့ဓမျိုးတူဖြစ်တယ်ညောင်းမညောင်းမဖြစ်လာရင်ဒီခန္ဓာကိုယ်စီးတဲ့ပေါ်တယ်သင်္ခါရခန္ဓာသူ့ဟာသူ့အလုံးလုံးလေး ပြောင်းလဲပြီးမယ်။နေရာပြင်ပြီးမှဒါသင်္ခါရခန္ဓာရဲ့အလုံး။မိမိရောသိစရာအာယုံမှာဖောက်ပြန်တော့ဖောက်ပြန်နေတယ်လို့သိလို့ပဲ။သတိရှိသမျှတော့သိနေမှာပဲဒါကြောင့် မတိရစောမလစ်လာခရုဆိုင်ပြီခရုဆိုင်ကတော့ဖောက်ပြန်တော့သမ္မာဒိဋ္ဌိကသိမှာ န္ဓာမှာတတိထားလောက်ခန္ဓာရဲ့ပင်ရဲ့သဘောတရားဖောက်ပြန်မှုကတော့သိမှရွယ်သိရတဲ့ဖောက်ပြန်မှုကိုဒါခန္ဓာရဲ့ပင်ရဲ့လက္ခဏာပဲလို့ငြိမ့်သက်မှုတည်တတ်မှု ခိုင်မြဲမှုမရှိတဲ့သဘောတရားပဲဉာဏ်ကနေနောက်ပါမှတ်တမ်းတင်လိမ့်မယ်ဒါသတိထားလို့သိရမှာဉာဏ်လို့ဖောက်ပြန်တယ်လို့ဉာဏ်နဲ့သိဘူးသတိထားပါ

မင်းတို့သတိထားတိုင်းတွေ့သတိထားတိုင်းသိဒါအီရကခန္ဓာမှာရှိတဲ့တရားတွေပဲဒီဖောက်ပြန်လဲတော့ဘယ်တော့ရက်မလဲလို့အမတ်တပတ်နေပြီးတော့ပြုံးနဲ့သတိထားကြည့်သွားတွေ့တာဘယ်တော့မှမရဘူး ရုပ်ပရမတ္တဟာသူ့ရဲ့လမ်းစဉ်တိုင်းကိုရစီရောက်နာရစီရောက်သေရစီရောက်သူ့တောင်နဲ့သူဆောင်ရမ်းတယ်ဘယ်ဆောင်မှမလစ်လောက်တောင်တတ္တဝရရားသရိပဋ္ဌာဘင်းနဲ့ဦးရစီနာရစီသေရစီရောက်တော့ခန္ဓာတော့သူ့အလုပ်သူလုပ်သွားတာ မိမိတိထားထားမထားထားအဲ့တော့ဝိပဿနာအားထုတ်တယ်ဆိုတော့ခန္ဓာကိုစောင့်ကြည့်တာဟောဒီလိုသူလဲသူသွားတယ်ဆိုတာတကယ်တော့ဒီရုပ်ပရပတ်ကိုဖောက်ပြန်ပြောင်းလဲတော့တာသူကိစ္စသူဆောင်ရွက်လို့ဒီရုပ်ပရမအဆင့်ဆင့်ဟာဒီလောက်ဖြောင်းပြောင်းမမတ် ရှေ့စုသွားနေတာပဲဆိုသဘောပေါက်နိုင်တယ်။တောင်သူ့ရဲ့ပင်ဖြစ်တဲ့သဘောတရားကိုဉာဏ်မြင့်ချင်မပြကဲခတ်တော့ဖောက်ပြန်တဲ့သဘောမင်းကြီးမသက်တဲ့ပြောင်းလဲချက်တွေပဲဒါရီတိသွားတပ္ပမင်းကြီးစိတ်ကစိတ်ကူးဖန်ပြီးရမှာဟုတ် သူ့သဘောအနတ္တဆိုရဲသဘောလမ်းကြောင်းပေါ်တာဓမ္မီတို့အဲ့ဒါကိုသိတဲ့အနေနဲ့ပေါ်တာအနတ္တကိုသိတဲ့သဘောဖြစ်သွား။ထောက်ပြန်တဲ့သဘောသိနေပါသစ္စာတရားတွေကိုသိတဲ့အခါကျတော့ ဝိလူရိပတ္တရာဆရာသတိပေးတော့အရင်ကဖြစ်တဲ့ရုပ်ပရပတ်တွေဖောက်ပြန်မှုနံပါတ်ပတ်တွေသိမှုပြီးပြီးပြင်းပြင်းသဘောမပေါက်ဖဲနဲ့တော့ကိလေသာမှာစင်ပြောရှုရတဲ့ဝိပဿနာဉာဏ်မဖြစ်ဘူးဆိုတော့ဒီအရင်ကကြံ့လာဖို့လိုတယ်ပြင်းပြင်းမှုလို့ တန်သဘောပေါက်လက်ခံယုံကြည်ပြီးပါသူ့ရဲ့သဘောဝရဲ့လောက်ဆုံးပြည့်တဲ့သဘောကိလေသာပြတ်တဲ့အမိမျိုးနဲ့ဒါနောက်ရှုအခြေခံပေါက်ပြန်မှုမှာခိုင်ခိုင်မာမာမတည်မိရဲ့ဝိပဿနာရှုအောင်မတည်ဘာရှုအောင်ဆိုမသိတော့ကျောအဓိကကြရတယ် အရင်ကဖြစ်တဲ့သဘောတရားကိုမိမိရဲ့သဘောပေါက်ဖောက်ပြန်တဲ့သဘောများများသိအောင်ရှုပါအချိန်နည်းသွားပြီသစ္စာပါ 该去避躲了。Fine,